င်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါရမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ကိုဂျိုစီပွားအတွက် အေအေနဲ့ထီထွေးဆက်ဆံဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏အကြံပေးတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကကိုဂျိုစီပွားအတွက်မြန်မာနိုင်ငံရခိုင်ပြည်နယ်ရှိနေဆက်ဒီသားအများစုကိုထိန်းချုပ်ထားတဲ့အရခတ်တတော်အေအေနဲ့ထီထွေးဆက်ဆံမှုရမယ်လို့နိုင်ငံသား၏အကြံပေး တော်ဟင်းဟူစင်ကပြောကြားလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်နယ်စပ်တရှောင်းအခြေအနေပြောင်းလဲလာခဲ့တာကိုကျွန်တော်တို့တရားဝင်အတိအမှန်ပြပါတယ်။ကျွန်တော်တို့ဒါကိုညင်းလို့မရပါဘူး။ကျွန်တော်တို့ရဲ့မြန်မာနဲ့နယ်စပ်တစ်ခုလုံးကိုလက်ရှိမှာအာရခတက်တော်အင်ကထိန်းချုပ်ထားပါတယ်။ဘ ਹੁ အစိုးရမှာအာဏာမရှိတော့ပါဘူးလို့၎င်းကသတင်းတောက်တွေကိုပြောပါတယ်။ ကျွန်တော်တို့အကျိုးစီးပွားအတွက်ဆက်ဆံမှုပုံစံလုပ်ရပါမယ်ကျွန်တော်တို့အေအေနဲ့လိုအပ်တဲ့ထိတွေ့ဆက်ဆံမှုလုပ်ရမယ်လို့သူကဆိုပါတယ်အေအေနဲ့ဆက်သွယ်မှုလမ်းကြောင်းဖွင့်လှစ်ခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်ရာပြည့်အစိုးရဖွဲ့ကပထမအဆုံးအကြိမ်ဖြင့်ဒီဇင်ဘာလမှာကြေညာခဲ့ပါတယ်စစ်ပေးတင်ရခိုင်ပြည်သူတွေကိုလူသားချင်းစာနာမှုအကူအညီပေးလမ်းကြောင်းတစ်ခုထူထောင်ဖို့ကုလသမဂ္ဂရဲ့အဆိုပြုချက်ကိုမိုဟာမက်ယူနော့ဦးဆောင်တဲ့ရာပြည့်အစိုးရဖွဲ့ကသဘောတူခဲ့ပါတယ်မြန်မာနိုင်ငံသားများစွာဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုလုံနေတာကြောင့်မြန်မာပဋိပက္ခကလကောင်းတို့ရဲ့အမျိုးသားအကျိုးစီးပွားနဲ့ ဲ့တိုင်းရိုက်ပတ်သက်နေတယ်လို့တော်ဟစ်ဟူစင်ကပြောပါရယ်ရခိုင်ပြည်နယ်မှာလူသားချင်းစာနာမှုအကူအညီပေးလမ်းကြောင်းထူထောင်ဖို့နဲ့ပတ်သက်ပြီးကျွန်တော်တို့မူအားဖြင့်သဘောတူပါတယ်လို့၎င်းကတုံ့ပြန်ပါရယ်အဆိုပါကိစ္စနဲ့ပတ်သက်လို့ကုလသမဂ္ဂဖွဲ့ရဲ့ကြီးကြပ်မှုအရာတင်ကြားပေါ်ပူးပေါင်းဆောင်ရွက်မယ်လို့သူကဆိုပါရယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့ပဲခူးတိုင်းတွင်အေကဒုစစ်စင်ဝင်ရောက်ခြင်းပြည်သူ့ကာကွယ်တပ်တွေနဲ့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတွင်အေကဒုစစ်စင်ဝင်ရောက်ခြင်းပြည်သူ့ကာကွယ်တပ်များနဲ့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုရှိနေကြောင်းပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မှ3600တက်တရင်စစ်ထောင်လိုင်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပါရယ်။သတင်းဌာနအနည်းနဲ့တွေးဆမေးမြန်းကမ်းမှာပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မှ3600တက်တရင်စစ်ထောင်လိုင်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကထပ်ပါတိုင်ပြောဆိုလိုက်တာပါ။လက်တလုံးအေက ရခိုင်ရိုးမနဲ့ဘကိုရိုင်အစပ်ပဒေါမြို့နယ်အတွင်းကိုဝင်ရောက်နေပြီးစစ်ကောင်စီတပ်စခန်းတချို့ကိုသိမ်းပိုက်နေရရှိကြောင်းဘကိုရိုင်အတွင်းကိုလည်းအေအေးရထုစစ်များရှိနေချိန်ဒေတာပြည်သူကာကွယ်တပ်များနဲ့အေအေးအကြားချိတ်ဆက်မှုတွေရှိနေကြောင်း၎င်းကရှင်းပြပါရယ်ကျွန်တော်တို့နဲ့ရခိုင်အေရီနဲ့ချိတ်ဆက်မှုတွေရှိပါတယ်အခုလက်ရှိလည်းပူးပေါင်းဆောင်ရွက်နေရရှိပါတယ်ပဒေါမြို့မှာဆိုရင် စစ်ကောင်စီရဲ့ကားပါစထုတ်လုပ်ရေးတပ်တွေကအများဆုံးတရှိနေတဲ့နေရာပေါ့အဲ့ဒီနေရာတွေမှာတော့ရှေ့ဆက်ပြီးစည်ရေးပြင်းထန်နိုင်ပါတယ်ဘလောက်ထိစည်ရေးပြင်းထန်လာမလဲဆိုတာကတော့ကျွန်တော်တို့ကြိုတင်ပြီးတော့မှမသိရ ရသေးဘူးလို့ပြောပါတယ်။အကြံဘတ်စစ်ကောင်စီတပ်က PKI ဘကိုးရုံမှအတွင်းစစ်ကြောင်းတို့ကိုပြင်ဆင်နေပြီးအင်အားရကြီးပြီးတက်လာနေကြောင်းဒေသခံပြည်သူကာကွယ်တပ်တွေအနေနဲ့ပြင်ဆင်မှုတွေလုပ်ဆောင်နေကြောင်း၎င်းကဆိုပါတယ်။အခု ပေါန့်တလင်းနေဘက်မှာပေါက်ခေါင်းမျိုးနဲ့ပေါန့်တလင်းနားမှာဆိုရင်နတ်တလင်းရွာတို့ဘက်ကိုစစ်ကြောင်းထိုးဖို့လုပ်နေပါတယ်။ဒီနေ့မှာဆိုရင်စစ်ကားကြီး၈စီးလောက်နဲ့တက်လာပြီးတော့အင်အား200ခန်းလောက်နဲ့ပဲဒီကောင်တွေတက်လာတာရှိရဲ။ဒါမှမဟုတ်သူတို့ဘလောက်ပဲတက်လာတက်လာသူတို့ဘက်ကတော့အစင်အထင်ဆောင်ရွက်ထားပါတယ်လို့ဆက်ပြောပါတယ်။အရခတက်တော်အီကရခိုင်ယူမနဲ့နဲ့နမိတ်ထိစပ်နေတဲ့ရခိုင်ဘကိုအစက်ရခိုင်မကွေးအစက်ရခိုင်အရာရီတိုင်းအစက်နဲ့ရခိုင်ရှိုးမှာအရာရီတိုင်းစက်တို့မှာလည်းစစ်ပွဲများဆင်နွှဲလျက်ရှိရာရခိုင်ဘကိုအစက်ရှင်မိုးထီထောင်စစ်တပ်စခန်းကိုဇန်နဝါရီလ 2026ရက်နေ့တင်ပြခဲ့ပါရယ်အေပီလ2ရက်နေ့မှာပဲခူးတိုင်းညောင်ကျိုးဖြူဟာစကန်းကုန်းကိုအရခတက်တော်ကအလုံးစုံတင်ပြရရှိခဲ့ပြီးပဒေါင်းမျိုးနဲ့တွင်မှာထိုးစစ်များအင်းကပီလီယံများနဲ့ပူပေါင်းပြီးဆက်လက်ဆင်နွှဲနေကြောင်းတော်လိုင်းတည်ထင်ရှင်မြစ်တွေကပြောဆိုပါရယ် နောက်ထပ်တစ်ပုတ်အနေနဲ့ပြည်ဦးနေအုံမတီလန်ခွဲတိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီကစစ်ကူဇက်တိုက်ပွဲတွေအကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းမြောင်နောင်ချိုမှာစစ်ကောင်စီနဲ့တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေကြောင်းသိရပါရယ်။ပြည်ဦးနေအုံမတီလန်ခွဲမှာအေပီလာ28ရက်နေ့နေ့လယ်ပိုင်းတွင်စစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့များအနီးကတိုက်ပွဲဖြစ်သွားနေကြောင်းဒေသခံတွေစီကသိရပါရယ်။ရှမ်းတောင်ဘက်ပါထိုးစစ်အင်အားတွေပြင်လာပြီးစစ်အင်အားအလုံးအင်းနဲ့အင်အားတွေဖြည့်ထားတဲ့အခုကဘတ်စုံကနေ့ နေရာချနေတဲ့သဘောတောင်ခန်းကိုတဖက်ဖက်ကနေအင်အားပြည့်ဝင်တိုက်နေတာလို့စစ်ရေးတရင်အရေးမြစ်တွေကပြောပါတယ်စစ်ကောင်စီကပြင်ဦးလင်တနယ်မှာနေပြီးစစ်ကားကြီးလေးစီးပါရှင်တန်းကိုဖမ်းမွေးဘက်ကိုဒီကနေ့နေ့ကမှပို့ဆောင်ခဲ့ပြီးအဆိုပါစစ်ကူရင်တန်းမှာလက်နက်ခဲရန်နဲ့တပ်ဖွဲ့ဝင်အင်အားတရာခန့်ပါရှိနိုင်ကြောင်းတရင်အရေးမြစ်တွေစီကသိရပါတယ်စစ်ကောင်စီကနောင်ချုပ်ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေပြီး TNL တပ်တွေအထိုင်ချထားတဲ့နောင်လင်ဘက်ကိုလည်းထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိကြောင်းသိရပါတယ် စစ်ကောင်စီက TNL တပ်များအထိုင်ချထားတဲ့ရှားပြင်းဘတ်ရှိစခန်းကုန်းတစ်ခုကိုတင်းယူလိုက်ပြီးဆက်လက်ထိုးစစ်ဆင်လာခြင်းဖြစ်ကစစ်ကောင်စီတပ်မ7ရဲ့ခမာယ213ခမာယ213တို့က TNL ရဲ့အဓိကစခန်းကုန်း point 1 ခွန်ကိုကိုတန်းယူဖို့ထိုးစစ်ပြင်ဆင်ထားတော့လဲရှေ့ဆက်မတိုးနိုင်တဲ့အနေအထားဖြစ်ကြောင်းတတင်းအရင်းမြစ်တွေကပြောပါရယ်လက်ရှိမှာနောင်ချိုတောင်ခန်းစစ်မြေနယ်ပြင်ကိုစစ်တိုင်းမှုဖြစ်သူဗိုလ်မှူးချုပ်အေမင်ဦးကတိုင်းရိုက်ကိုကဲထိုးစစ်ဆင်နေကြောင်းတတင်းအရင်းမြစ်တွေစီကသိရပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့တောင်တာမြို့နယ်မှာရဲတပ်သားတအူးလက်နက်ခဲရများနဲ့အတူအလင်းဝင်နေကြောင်းတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမြင်းကြံခရိုင်တောင်တာမြို့ပေါ်မှာတာဝန်ကျနေတဲ့ရဲတပ်သားတအုပ်ကလက်နက်ခဲများနဲ့အတူချိတ်ဆက်ကအလင်းဝင်ရောက်လာခဲ့ကြောင်း MPD တပ်ဖွဲ့ခေါင်းဆောင်ပုံမိုက်ခဲကသတင်းဌာနကိုပြောပါရယ်။ AP လ26ရက်နေ့တောင်တာမြို့ပေါ်မှာတာဝန်ကျနေတဲ့ကျန်းဖက်စစ်ကောင်စီတပ်လက်အောက်ခံရဲတပ်သားတအုပ်ကလက်နက်ခဲအနေနဲ့တူထွက်ပြေးလာက MPD တပ်ဖွဲ့ထံအလင်းဝင်ခဲ့ခြင်းဖြစ်ပြီးစုချင်းငွေ25သိန်းချိမြင့်ပေးလိုက်ကြောင်းသိရပါရယ်။ စုကြီးငွေ25သိန်းစုချလိုက်တဲ့ဆက်တွေလာတာကအေပီလ22ရက်နေ့ကဆက်သွင်းလာတာ26ရက်နေ့မှာတော့ကျွန်တော်တို့စီအလင်းဝင်လာခဲ့တာပေါ့နောက်ထပ်လူတွေလည်းစစ်သားပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်ပြည်သူစစ်ပဲဖြစ်ဖြစ်ဖြူစောတီပဲဖြစ်ဖြစ်ကျွန်တော်တို့ MPD တပ်ဖွဲ့အလင်းဝင်ခြင်းနဲ့ဆိုရင် Facebook Page Messenger အနေနဲ့တစင်းဆက်သွင်းလို့ရပါတယ်လက်နက်ပေါ်မူတည်ပြီးတော့စုငွေချမယ်ပြီးလို့ရှိရင်တွန်လိုင်းတာဝန်တွေကိုထမ်းဆောင်ခြင်းနဲ့ဆိုရင်လည်းထမ်းဆောင်လို့ရတယ်လို့တာဝန်ထမ်းဆောင်လို့စိတ်မရှိဘူးကိုမိသားစုနဲ့အတူတူနေခြင်းနဲ့ဆိုရင်လည်းလုံခြုံစိတ်ချတဲ့နေရာတိပို့ဆောင်ပေးပါတယ်လို့ MPD က ောင်းဆောင်ပူမိုက်ခဲကပြောပါတယ်။မြင်းကြံဘလက်တိုက်က MBD တပ်ဖွဲ့အနေနဲ့အခုလိုပူပေါင်းချိတ်ဆက်မှုအတွက်အထူးပင်ဝမ်းမြောက်ဂုဏ်ယူကြိုဆိုလျက်ရှိကြောင်းအကြံဖက်စာကစာတိုင်ရဲ့လက်အောက်မှရုံးထွက်ပြီး MBD တပ်ဖွဲ့ထံလာရောက်ပူပေါင်းလိုပါကအဖွဲ့ရဲ့ Facebook Messenger မှာတဆင့်လာရောက်ဆက်သွယ်နိုင်ကြောင်းအသိပေးထားပါတယ်။ ောက်ထပ်တစ်ပုတ်အနေနဲ့လက်ပရန်မျိုးနဲ့စင်တလင်းချင်းရွာဖုန်ကြီးကျောင်းအတွင်းဝင်ရောက်တဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်မှုပိုကြီးတအုပ်ပါဝင်လေးဦးထဏ်ရာရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတာယာဝတီခရိုင်လက်ပရန်မျိုးနဲ့ကိုင်းတော်အုပ်စုစင်တလင်းချင်းရွာဖုန်ကြီးကျောင်းတွင်ဝင်ရောက်တဆွဲထားတဲ့စစ်သားတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာပိုကြီးတအုပ်ပါဝင်လေးဦးအပြင်းထန်တဏ်ရာရရှိခဲ့ကြောင်းရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။အေပြီလ26ရက်မနက်9:00ခန်းကလက်ပရန်မျိုးနဲ့ကိုင်းတော်အုပ်စုစင်တလင်းချင်းရွာဖုန်ကြီးကျောင်းဝင်အတွင် စစ်ကောင်စီ တပ်သားများရောက်ရှိနေကြောင်းသတင်းအရပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကရှင်းလင်းဖို့တွားရောက်ခဲ့ရာစစ်သား15ဦးကတွေ့ရှိရာကြောင်းဒါကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့ရာပိုကြီးတအုပ်နဲ့စစ်သား3ဦးတရားပြင်းထန်ရရှိပြီးကျန်းစစ်သားများမှထွက်ပြေးသွားကြောင်းသိရပါတယ်။ ဒါကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကနေမြေရှင်းလင်းလုံဆောင်ခွင့်ရစစ်သားများစီနင်းလာတဲ့ဆိုင်ကဲ၃စီးကြီးထိမှန်ပျက်စီးနေတာကို တွေ့ရကြောင်းသိရပါတယ်။အသေးမရှိဘူးကျွန်တော်တို့ဝင်ပြစ်တော့မခုခံနိုင်ပဲနီးဆန်ရရွာတွေကိုထွက်ပြေးကြတာထိမှန်တာတော့များတယ်။သူတို့ဆိုင်ကတွေနဲ့ပျက်စီးကုန်တဲ့တိုက်ပွဲပြီးသူတို့ကိုလိုက်ရှာပေးမယ်မတွေ့ရတော့ဘူးမနက်မိုးလင်းလို့သူတို့ကစစ်ကိုတက်လာပြီးရှာကြတော့သုံးပွင့်ဖို့တုံးနဲ့စခါသုံးထံရနဲ့တွေ့ရလို့တင်ရတယ်။ကျွန်တော်တို့လည်းစခန်းပြန်ရောက်နေပြီဖြစ်လို့စစ်ကိုစစ်ကြောင်းကိုမမီလိုက်တော့ဘူး။စစ်ကိုစစ်ကြောင်းလည်းပြန်ဆုတ်သွားပြီးပစ္စည်းတွေတင်းစ င်ရရှိခဲ့တာမရှိပါဘူးဆိုင်ကယ်တွေလည်းပြန်စည်းထားလို့စုပြုံထားခဲ့လိုက်ရတဲ့ဆိုင်ကဲကတုံးစီပြက်ကုန်တာပါလို့ရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတောင်းကသတင်းဌာနကိုပြောပါရယ်အဆိုပါတိုက်ခိုက်မှုကိုတာယာဝရီခံပြည်သူ့ကာကွယ်ဖွဲ့ အမှတ်တိတက်ခိုင်ရေးတပ်ဖွဲ့ရဲ့တက်ခွဲတွေဖြစ်တဲ့ရွှေရမ်းမြည်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့မိုးညိုပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ပူးပေါင်းကလုံဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကမရှိပြန်လည်ဆက်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ပြည်သူတွေအနေနဲ့ရွာလည်းမနေစေချင်တော့ပါဘူး။စခါတွေကကာပါရနေတာကျွန်တော်တို့ဘက်ကလက်နက်ကြီးနဲ့ထွင်ရင်ပြည်သူတွေရှိတော့ရှောင်နေရတယ်လို့ရွှေရမ်းမြည်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတောင်းကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။